မန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းရမှာမလ28ရက်နေ့လယ်ပိုင်းကငလျင်လှုပ်ချိန်မိလောင်မှုဖြစ်ပွားခဲ့လို့လူနေအင်ဂျီ100နီးပါးမိလောင်ဆုံးရှုံးခဲ့ရတယ်လို့လူမှုကွန်ရက်အဖွဲ့တွေကပြောပါတယ်။အရင်ကအဲ့ဒီနေရာဟာအမှိုက်ပုံဟောင်းကြီးဖြစ်ပြီးငလျင်လှုပ်တော့မြေအောက်ကဓာတ်ငွေတွေထွက်လာပြီးမိတွေထလောင်ရင်မိလောင်မှုဖြစ်ပွားတယ်ဆိုပြီးပြောကြတယ်လို့မန္တလေးအခြေစိုက်လူမှုကွန်ရက်အဖွဲ့တစ်ခုရဲ့တာဝန်ခံတယောက်ကပြောပါတယ်။ အခုလိုမိလောင်ခဲ့တဲ့အတွက်အင်ချေ900ကျာမိလောင်ဆုံးရှုံးခဲ့ရပြီးမိဘတဲ့ပြည်သူ3000ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်မန္တလေးမြို့မှာဧပြီလ2ရက်နေ့အထိနောက်ဆက်တွဲငလှင်တွေနေ့စဉ်လိုလိုလှုပ်ခတ်နေတဲ့အတွက်မြို့ကန်ပြည်သူတွေဟာညစဉ်ညတိုင်းလမ်းတွေကွင်းပြင်တွေနဲ့နှိဆက်ရပေးလို့တဲ့နေရာတွေမှာအိတ်ဆက်နေကြရပါတယ်မန္တလေးမြို့မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့လက်အောက်ခံရဲတပ်ဖွဲ့တွေဟာ ငလျင်ဘေးသစ်နဲ့ပြည်သူတွေနဲ့မိဘတင်ကြတဲ့ပြည်သူတွေအတွက်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးတာတွေအလစ်အမြန်မပြုတ်လို့ပဲငလျင်တန်ကြောက်ပျက်စီးသွားတဲ့မဟာမြတ်မုန်ဖရာကြီးနဲ့နန်းတော်မျိုးရိုးပြိုကျတာတွေကိုဦးစားပေးရှင်းလင်းဆောင်ရွက်နေတဲ့အတွက်ပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါရဲ့ရှင်။